။စာပေရှိသူများအားလုံးပဲမင်္ဂလာပါ။ The Book Reader Channel ကနေကြိုဆိုပါရစေ။အပိုင်း6ခုအနေနဲ့မျှဝေလိုသောအတွင်းများဆိုတဲ့စာအုပ်ကိုထပ်ပြီးမျှဝေပေးပါမယ်။အခန်း69စစ်ပြာပုံအောက်ကဂျပန်ကိုကမ္ဘာထိပ်တန်းနိုင်ငံအဖြစ်ပြောင်းလဲစေခဲ့တဲ့ခိုင်ဇန်လုံးငယ်တဲ့အနှစ်20လောက်ကခိုင်ဇန်ဆိုတဲ့စာအုပ်ကလေးကိုဖတ်ခဲ့မှုပါတယ်ခိုင်ဇန်လို့အတန်ထွက်မှာပါစာအုပ်နာမည်အတိုင်းပါပဲ ခိုင်ဆန်းကိုရှင်းပြထားပါတယ်။ခိုင်ဆန်းဆိုတာပါလေဘလို့ပေါပေါက်လာတယ်လေဘလို့အတုံးရှာတယ်လေဆိုတာစိတ်ဝင်စားစရာကောင်းလို့မျှဝေပေးလိုက်ပါတယ်။ဒုတိယကမ္ဘာစစ်ကြီးအတွင်းအမေရိကန်နိုင်ငံကဂျပန်နိုင်ငံကိုအမှုမြုံပုံကျေရှာခဲ့တာအလုံးသိကြမှာပါ။1945ခုနှစ်ဘောဂောလ6ရက်နေ့မှာဟီရိုရှိမားမြို့ကိုပထမဆုံးအမှုမြုံပုံရှာခဲ့ပြီး နောက်3ရက်အကြာမှာနာဂါဆာကီမြို့ကိုဒုတိယအမှုမြုံပုံထက်ရှာလို့ လူတွေတင်းရှည်ပြီးအသက်သေဆုံးခဲ့ကြရပါတယ်။အဲဒါကြောင့်ဂျပန်အစိုးရဟာ1945ခုနှစ်စက်တင်ဘာလ2ရက်နေ့မှာအမေရိကန်နဲ့မဟာမိတ်တပ်တွေထံမှလက်နက်ရှာအညံ့ခံလိုက်ကြပါတယ်။မရှင်းမနှောင်းမှာပဲ6နှစ်ကြာခဲ့တဲ့ဒုတိယကမ္ဘာစစ်ကြီးဟာပြီးဆုံးသွားပါတယ်။စစ်ဆုံးသွားတဲ့ဂျပန်ဟာအမေရိကန်နိုင်ငံနဲ့သဘောတူစာချုပ်လက်မှတ်ရေးထုတ်ခဲ့ရပါတယ်။စာချုပ်မှာပါတဲ့အဓိကအချက်တွေကဂျပန်နိုင်ငံဟာစစ်အင်အားကြီးနိုင်ငံအဖြစ်ထူထောင်ခွင့်မရှိပါဘူး။ အမေရိကန်စစ်တပ်ဟာဂျပန်နိုင်ငံမှာစခန်းရှာပြီးဂျပန်နိုင်ငံရဲ့လုံခြုံရေးကိုတာဝန်ယူမေးဆိုတဲ့အချက်တွေပါဝင်ပါတယ်ဂျပန်အစိုးရဟာမတက်တာလို့ဒီအချက်တွေကိုသဘောတူလိုက်ရပေမဲ့ဒီစာချုပ်ကိုအခွင့်အလမ်းတရက်အဖြစ်အသုံးချလိုက်ပါတယ်သူတို့ဟာသဘောတူစာချုပ်အရဂျပန်စစ်တပ်ကြီးလည်းမထူထောင်ရဘူးနိုင်ငံလုံခြုံရေးကိုလည်းတာဝန်မယူရတော့ဘူးဒါကြောင့်စစ်စရိတ်300မလိုတော့တဲ့အတွက်စီးပွားရေးကိုပဲအယုံစိတ်လှုပ်လာကြပါတယ် မကြခင်မှာပဲဂျပန်တွေဟာခိုင်ဇန်လို့ခေါ်တဲ့အတွဲခိုတရက်ကိုတီထွင်လိုက်ကြပါတယ်။ခိုင်ဆိုတာက continue အဆက်မပြဲလို့အဓိပ္ပာယ်ရပြီးဇန်ဆိုတာက improvement တိုးတက်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။အပြည့်အစုံအနေနဲ့စင်ဆက်မပြဲတိုးတက်အောင်ဆောင်ရွက်ခြင်းလို့ခေါ်ရမှာပေါ့။ကိုလုံနေတဲ့အလုပ်ကိုဒီနေ့ထက်ဒီနေ့ပိုတိုးတက်အောင်လုပ်ရင်အချိန်ကြာလာတာနဲ့အများ ကိုယ်အလုံးမှာကြီးမားသောတိုးတက်ပြောင်းလဲမှုကြီးဖြစ်လာမယ်ဆိုတဲ့အယူအဆပါအစိုးရကဒီအယူအဆလေးကိုလူတွေသိလအောင်သတင်းစာရေဒီယို TV တွေကနေနေ့စဉ်ကြေညာပေးပါတယ်စက်ယုံအလုံးယုံတွေမှာလေမန်နေဂျာကစပီးအောက်ဆုံးအဆင့်တန်ရှင်ရင်တမအထိသူတို့ရဲ့ရင်ထဲမှာအဲ့ဒီအယူအဆဆွေးမြေ့သွားအောင်လှုပ်ဆောင်ခဲ့ကြပါတယ်ဂျပန်လူမျိုးဆိုတာကလေခေါင်းဆောင်ပြောသမျှကိုတသွေးမတင်းလိမ့်နာတက်ကြတဲ့လူမျိုးပါအစိုးရက ဲ့ဒါနဲ့တင်မရက်သေးပါဘူးကျောင်းတွေမှာလည်းမွန်လာရန်ကျောင်းသားလေးတွေကိုခိုင်စံအယူအဆကိုလစ်ကျင့်ပေးပါတယ်ဆရာဆရာမတွေကနေ့တိုင်းကလေးတွေကိုမေးပါတယ်ဒီနေ့မှမနေကားတဲ့သားတဲ့ဟာဘာတွေလုပ်ခဲ့သလဲလို့အဖြစ်ဖြစ်နဲ့ဒီကလေးတွေဟာမနေကားတဲ့ဒီနေ့တောင်အောင်လုပ်ရမယ်မနေ့ကသင်္ချာတွက်တာ၃ပုတ်ပြီးရင်ဒီနေ့၄ပုတ်ပြီးရမယ်မနေ့ပြန်ကြရင်၅ပုတ်ပြီးရမယ်စသဖြင့်နေ့စဉ်ဘာတိုးတက်အောင်လုပ်ရမလဲဆိုတာ စဉ်းစားတဲ့အကျင့်ဖြစ်လာကြပါတယ်။နောက်ဆုံးတော့တခုခုတိုးတက်အောင် မလုပ်မင်းတဲ့နေ့ဆိုရင်ညာအိတ်မပြောတော့ပါဘူး။သူတို့လေးတွေရဲ့စိတ်ထဲမှာအရှင်တရက်ကိုအလဟတဖြုံးမိတယ်လို့ခံစားမိပါတယ်။ဟောအဲ့ဒီကလေးတွေကြောင်းပြီးလို့လုပ်ငန်းခွင်လဲဝင်ရောခိုင်စံအကျင့်ကဆွေးနေပါပြီ။လုပ်ငန်းခွင်ထဲမှာဘာတွေနေ့စဉ်တိုးတက်အောင်ဆောင်ရွက်ရမလဲဆိုတာအမေးရှာဖွေတက်လာကြပါတယ်။ရှာတွေ့ရင်လေတနေ့နင်းနေရှင်းစီ ိုပြီးတိုးတက်အောင်လုပ်ကြပါတယ်။အဖြစ်ဖြစ်နဲ့ဂျပန်တနိုင်ငံလုံးကလူတွေဟာခိုင်စံအတွေးအခေါ်ကိုအားလုံးကျင့်သုံးနေကြပါပြီ။သူတို့အုံနောက်တွေထဲကိုထိပေးလိုက်တဲ့ဒီအယူဆလေးဟာဒုတိယကမ္ဘာစစ်ကြီးပြီးစဂျပန်နိုင်ငံထုတ်လုပ်တဲ့ပစ္စည်းတွေဟာဈေးပေါ်ပါတယ်။ဒါပေမဲ့အကြီးအသေး quality ညံ့ဖျင်းပါတယ်။ကြာကြာအသုံးမခံလို့ကမ္ဘာမှာကြိုကြားပါတယ်။ခိုင်စံကြောင့်ဂျပန်ထုတ်ကွန်ပျူတာဈေးတွေဟာ အဖြစ်ဖြစ်အည်အသွေးမြင့်တက်လာခဲ့ပါတယ်။အမေရိကန်အင်္ဂလန်ကထုတ်တဲ့ပစ္စည်းတွေနဲ့ပန်းတူလိမ့်လာနိုင်ခဲ့ပါတယ်။ဈေးကြတော့လေအနောက်နိုင်ငံထုတ် ပစ္စည်းတွေထက်တက်တာလို့တကမ္ဘာလုံးကဂျပန်ပစ္စည်းတွေပဲဝယ်သုံးလာကြပါတယ်။နောက်ဆုံးမှာအမေရိကန်အင်္ဂလန်ကလူတွေကပါသူတို့နိုင်ငံကထုတ်တဲ့ပစ္စည်းတွေမော်တော်ကားတွေကိုမဝယ်တော့ပဲဈေးတက်တာပြီးအည်အသွေးမြင့်တဲ့ဂျပန်ပစ္စည်းဂျပန်ကားတွေကိုသုံးလာကြပါတယ်။ နောက်ပိုင်းမှာဂျပန်ပစ္စည်းဆိုရင်ကမ္ဘာမှာ top quality ပဲလို့တကမ္ဘာလုံးကလက်ခံလာကြပါတယ်ဂျပန်နိုင်ငံဟာစစ်ရှုံးပြီးပြပုံကြားကကမ္ဘာကအန်အိုးလောက်အောင်ခေါင်းပြန်ထောင်နိုင်လာခဲ့ပါတယ်အဲ့ဒီခိုင်စံစာအုပ်ထဲမှာရေးထားတာတွေကအများကြီးပါခိုင်စံကိုဘလို့အသုံးချမယ်လုပ်ငန်းခွင်မှာဘလို့စနစ်တကျသုံးရမယ်ဆိုတာအများကြီးပါဒါပေမဲ့ဂျပန်အစိုးရဟာ ခိုင်ဆန်စိတ်သက်ကိုကလေးတွေရဲ့နှလုံးသားထည့်ကိုဘလို့သွင်းပေးလိုက်တယ်ဆိုတာလေးကိုသိတဲ့ဘောကြားမိပါတယ်။အစိုးရကောင်းဆိုတာနိုင်ငံတကာရဲ့အကူအညီကိုထိုင်မျိုးနေတဲ့ကြသူတွေမဟုတ်ပါဘူး။ investment ဘယ်တော့လာမလဲဆိုပြီးထိုင်ဆောင်နေကြသူတွေမဟုတ်ပါဘူး။ကိုယ်နိုင်ငံသားတွေရဲ့အရေးချင်းကိုမြှင့်တင်ပေးရင်နိုင်ငံကိုတိုးတက်အောင်လုပ်နိုင်မှအစိုးရကောင်းဖြစ်မှာပါ။မိမိရဲ့ကလေးတွေကိုခိုင်ဆန်အကျင့်လေးကိုလက်ကျင့်ပေးကြရင်မကောင်းပေဘူးလား။ အခန်းတရားအနည်း20ကြာခဲ့တဲ့ညတညတ1989ခုနှစ်မှာဟိုလီယိုရဲ့အကောင်းဆုံးဇာတ်ကားအိုစကာဆုကို ခရမာဆိုတဲ့အင်ထုံရင်အကြောင်းရိတ်ကူးထားတဲ့ရုပ်ရှင်ကားကရခဲ့သလိုအဲ့ဒီကားမှာတရုတ်ဆောင်ခဲ့တဲ့မင်းသားဒါစတင်ဟော့မန်ကလည်းအကောင်းဆုံးတရုတ်ဆောင်မင်းသားအိုစကာဆုကို ရခဲ့ပါတယ်အဲ့ဒီဇာတ်ကားမတိုင်ခင်ဒါစတင်ဟော့မန်ဟာ မထင်မရှားရုပ်ရှင်ကားအနည်းငယ်မှာပဲတရုတ်ဆောင်ခဲ့ဘူးတော့ လူတွေကသိမသိကြပါဘူးပြီးတော့သူဟာအရက်လေးပူပူနှာခေါင်းကားလေးကြီးကြီးမော်ဘလို့မှမင်းသားဖြစ်နိုင်စရာရုပ်ရည်မရှိပါဘူးသူအကယ်ဒမီရတော့အသက်40နှစ်ရှိပါပြီဟိုလီယောမှာသူအကယ်ဒမီတက်ယူပြီးနောက်တည့်ရက်မနေ့မှာဂျာရင်းရှင်းအောင်မြင်သွားတဲ့မင်းသားဆိုပြီးသတင်းစာတွေကအရေးကြပါတယ်တပတ်လောက်အကြာမှာသူကသူ့တငယ်ချင်းတွေရုပ်ရှင်သမားတွေသတင်းစာသမားကိုပါတီပွဲလုပ်ပြီး ညစာနဲ့အခန့်ကျွေးမွေးပါတယ်။တငေချင်းတွေကတိုက်တွန်းလို့သူစင်မြင့်ဖို့တက်ပြီးစကားပြောပါတယ်။သူကဘာပြောသလဲဆိုတော့ကျွန်တော်တရင်စာတွေကရေးကြပါတယ်။ညာရင်းချင်းအကြီးကျယ်အောင်မြင်သွားတဲ့လူတယောက်တဲ့။မှန်ပါတယ်။ကျွန်တော်ညာရင်းချင်းအောင်မြင်ခဲ့တာပါ။ဒါပေမဲ့သူတို့မသိတာကအဲ့ဒီညဟာနှစ်နှစ်ကြာခဲ့တယ်ဆိုတာပါပဲ။လူတရားဟာရိုးရိုးသားသားနဲ့အောင်မြင်ပြီဆိုကြီးပွားပြီဆိုရင်လူတွေကသူဟာကံကောင်းလို့ ချက်ရှင်းအောင်မြင်သွားတယ်လို့ပြောကြပါတယ်။ဒါပေမဲ့အဲ့ဒီလူဟာနှစ်ပေါင်းများစွာနေမယ့်ညမယ့်ကြိုးစားခင်ရတာတွေကိုတော့လူတွေမသိကြပါဘူး။မတွေးမိကြပါဘူး။အောင်မြင်မှုဆိုတာဘရောမှလွယ်လွယ်ကူကူမြ мян ဆန်ဆန်နဲ့မရနိုင်ပါဘူး။အခန်းတရတိစေရနာအကျိုးပေး Brian ဟာသူ့ကားဟောင်းလေးကိုမောင်းရင် အလုတ်ကနေအင်ကိုပြန်လာပါတယ်။ဆောင်းဝင်စားမုတ်ရှုပ်ခါနေမိမို့ မြူတွေကလည်းကျနေပါတယ်မိုးကလည်းတဖွဲ့ဖွဲ့လေးရွာနေပါတယ်မြင်ကွင်းကတိတ်မကြည့်လို့သူဟာကားကိုဂယုစိုက်ပြီးဖြည်းဖြည်းလေးမောင်းနေရပါတယ်ပေါင်စပြုတ်နေပြီမို့ကာမင်းထိုးပြီးမောင်းနေရပါတယ်သူဟာရုတ်တရက်ရှစ်မလန်းမကန်းလမ်းဘက်မှာရပ်ထားတဲ့မာစီရီကားတစ်စီးဘေးနာကအသက်ကြီးကြီးမိမတယောက်ဟာဖြတ်သွားတဲ့ကားတွေကို လက်ပြတားနေတာကို တွေ့လိုက်ရပါတယ်ကားတွေကရပ်မပေးကြပါဘူး မိုးဖွဲ့ဖွဲ့အောက်မှာထီမပါမိုးကမပါပဲမတ်တရဲ့လက်ပြတားနေတဲ့အဲ့ဒီမိမကြီးကိုတနာရာနဲ့ဘရိုင်ယန်ဟာသူမရှစ်မှာကားကိုထိုးရက်လိုက်ပြီးဘာဖြစ်လို့လဲလို့မေးလိုက်ပါတယ်မိမကြီးကသူ့ကားပြီးပေါက်နေလို့ပါတဲ့ဘရိုင်ယန်က40ရာဘီပိုပါဒနာလို့မေးတော့ပါတယ်တဲ့သူလဲသူ့ကားပေါ်ကဆင်းပြီးကားနောက်ဖုံးသေးကကားပြီးလဲတဲ့ပစ္စည်းတွေကိုဆွဲထုတ်လိုက်ပြီးပေါက်နေတဲ့ကားပြီးကို အပေါ်ပြီးနဲ့လဲဖို့လုပ်ပါတယ်။သူကမိမကြီးကိုမိုးနင်းနဲ့တဲလာလို့သူမရဲ့ Mercedes ကားတွေဝင်ဖို့ပြောလို့မိမကြီးကလည်းကားရှေ့ခန်းမှာဝင်ထိုင်လိုက်ပါတယ်။ Brian လည်းမိုးရွာထဲမှာဒူးထောက်ပြီးကားပြီးကိုလင်းနေလိုက်ပါတယ်။မိုးကလည်းတဲလာလို့သူ့တကောလုံးလေးရွှေရွှေစုံကုန်ပါတယ်။ဘောင်းဘီမှာလည်းရွှန့်တွေပေးကုန်ပါတယ်။ဒါပေမဲ့သူဟာတက်တာတွေကိုဂယုမစိုက်ပဲပေါင်းနေတဲ့ကားပြီးကိုဖြုတ်ပြီးလင်းနေပါတယ်။ မိမကြီးကလည်းကာဘဲမန်ကိုဖွင့်ပြီးသူ့ကိုဂျေဇုတင်စကားတဖွားဖွားပြောနေပါတယ်ကာဘီလေးပြီးသွားပါပြီမိမကြီးကဘရိယန်ကိုကာဘီလေးခါဘလောက်ပေးရမလဲလို့မေးပါတယ်သူကပေးစရာမလိုပါဘူးလို့ပြောလိုက်ပါတယ်မိမကြီးကပိတ်ဆံမယူဘူးဆိုရင်တခြားဘယ်နည်းနဲ့ကူညီရမလဲလို့မေးပါတယ်မိမကြီးကသူစီးတဲ့မာစီရီကားနဲ့အဝက်စားတွေကိုချပြီးအတူပိတ်ဆံချမ်းသာပုံရှိနေဆိုတာကိုဘရိယန်သတိပြုမိပါတယ်သူက မိမကြီးကိုပြောလိုက်ပါတယ်။သူကုညီနာကိုကျေးဇူးတွန့်ပြန်ရှင်ရင်ဒုက္ခရောက်နေသူတယောက်ကိုတွေ့ရင်အကူညီပေးလိုက်ပါ။အဲ့ဒီလိုကုညီတဲ့အခါသူ့ကိုတတိရပေးပါ။သူ့နာမည်က Brian Anderson လို့ခေါ်ပါတယ်တဲ့။မိမကြီးကလည်း Brian ကိုလက်ပြနှုတ်ဆက်ပြီးကားမောင်းထွက်လာခဲ့ပါတယ်။သူမလည်းနိုင်ရွယ်လောက်ကားမောင်းနေရင်ဘိုက်ကလည်းဆလာပါတယ်။အေးကလည်းအေးလာပြီးလမ်းဘေးမှာနားစရာတစ်ခုရှာကြည့်လိုက်ပါတယ်။ က်စီဆိုင်တစ်ခုနဲ့တွဲလျက်ဖွင့်ထားတဲ့စားသောက်ဆိုင်တစ်ခုကိုတွဲလိုက်လို့ကားရဲလိုက်ပြီးဆိုင်သေးကိုဝင်လိုက်ပါတယ်။ဆိုင်သေးဝင်လိုက်တာနဲ့ဇပွဲတစ်လုံးမှဝင်ထိုင်လိုက်ပါတယ်။အသက်25နှစ်လောက်ရှိတဲ့ဇပွဲတို့အမျိုးသမီးလေးတယောက်ဇပွဲနားကိုရောက်လာပါတယ်။အမျိုးသမီးလေးဟာမိမကြီးရဲ့ခေါင်းကစပင်တွေမိုးရီတွေဆိုးရွှေနေတာတွေ့လို့ဆိုင်နောက်ဘက်ဝင်သွားပါတယ်။မျက်နှာတော့ပေါ်ကတထေယူလာပြီး မိမကြီးရဲ့စပင်ကိုတည်တည်ရှာရှာတုပ်ပင်းလိုက်ပါတယ်။မိမကြီးကလည်းအဲ့ဒီအခါမှာအမျိုးသမီးလေးကိုတေရှာကျင့်မိပါတယ်။ကိုဝံအရင်အမကြီးနဲ့မွေးဖွားခါနင်းပုံပါပဲ။ဒါပေမဲ့အမျိုးသမီးလေးကိုကြည့်ရတာပြုံပြုံရွှင်ရွှင်ပြောနေပုံပါပဲ။မိမကြီးကလည်းဗန်းမုံတစ်ခုနဲ့ကိုပီတစ်ခွက်မှားလိုက်ပါတယ်။ရောက်လာတဲ့အစားအသောက်တွေစားပြီးသွားတော့အမျိုးသမီးလေးကိုဒေါ်လာ100တန်းတစ်ရွက်ထုတ်ပေးလိုက်ပါတယ်။ စပွဲတော်အမျိုးသမီးလေးကလေကြက်တင်ငွေယူပြီးပိုတဲ့ပိတ်ဆံကိုပြန်အမ်းဖို့ငွေချင်းနဲ့ကောင်တာကိုတွားလိုက်ပါတယ်စပွဲကိုပြန်လာတော့စိုးစိုးကမိမကြီးမရှိတော့ပါဘူးဆိုင်သေးကထွက်သွားပြီးအမျိုးသမီးလေးလေးစပွဲပေါ်ကစားတော့ပြီးတဲ့ပကံတွေသင်ရင်နဲ့လက်သက်ဘဝဖြူပေါ်မှာဘောပင်နဲ့စာရေးထားတာတွေ့လိုက်လို့ဖကျင်းလိုက်ပါတယ်ရေးထားတဲ့စာကဒီနေ့ငါဒုက္ခရောက်နေတာကိုလူတယောက်ကအလကားကူညီပေးခဲ့တယ် သူ့ကိုကျေးဇူးတင်လို့မင်းကိုဒီပိတ်ဆံပေးခဲ့ပါတယ်။မင်းလိုအပ်တာအတွက်စိတ်တန်တန်ထားပြီးသုံးလိုက်ပါတဲ့။လက်တော့ဘဝကိုဖေးကြည့်လိုက်တော့အောက်မှာဒေါ်လာတစ်ထောင်နဲ့ငွေစက်ခုတရွက်ကိုတွေးလိုက်ရပါတယ်။အမျိုးသမီးလေးကလေမိုးရှုပ်လို့ဆိုင်သိမ့်တော့အိမ်ကိုပြန်လာပါတယ်။အင်းကားလာဖွင့်ပေးတဲ့သူ့ယောက်ျားကိုဖဏန်းရင်မောင်ရီရှင့်မွေးဖွားဖို့ကိစ္စဘာမှမပုံနဲ့တော့ ဒီနေ့မိမကြီးတရားကဒေါ်လာတစ်ထောင်ပေးသွားတယ်လို့ဝန်တာအာရပြောလိုက်ပါတယ်။ပိတ်ဆက်မရှိလို့စိတ်ညစ်နေတဲ့သူ့ယောက်ျားကလည်းအတိုးပြောသွားပါတယ်။ဒါနဲ့သူ့ရဲ့ယောက်ျားနာမည်က Brian Anderson ပါပဲ။စေရနာတန်တန်နဲ့ကူညီလိုက်တဲ့ပြုတ်မှုတိုင်းဟာမိမိထံကိုတနည်းမဟုတ်တနည်းနဲ့ပြန်လည်အကျိုးတက်ရောက်တဲ့သဘောရှိတယ်ဆိုတာကိုတတိပြုမိရင်ဒုက္ခရောက်နေတဲ့သူတွေ့ရင်စေရနာတန်တန်နဲ့ အကျုံးမမျိုးကိုပဲကုညီသူတွေဖြစ်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အခန်းတရားနှစ်ရွှေတွင်းကြီးတူးလှစ်ပါလူတယောက်ဟာတိုးရဲတောင်ထဲမှာရွှေလိုက်ရှာပါတယ်။ဒီနေ့မှာအလွန်ကြီးမားတဲ့ရွှေတွင်းကြီးကိုတွေ့လိုက်ရပါတယ်။သူလေရသလောက်ရွှေတွေကိုတူးပါတယ်။ဒါပေမဲ့ဘလောက်တူးတူးရွှေတွင်းကြီးကရွှေတွေဟာမကုံနိုင်ပါဘူး။ဒါကြောင့်သူဟာသူ့ရွာကိုပြန်ပြီးရွာသားတွေကို ချွေတွင်ကြီးစီကိုခိုးသွားပြီးတိတ်တလောက်တူးယူကြပါလို့ပြောလိုက်ပါတယ်။ရွာသားတွေကလည်းပြိုပြိုပါပါကြီးနဲ့တိတ်တလောက်တူးယူနေကြပါတယ်။ဒါပေမဲ့လူတရားဟာသူများတွေချွေတွေကိုတူးယူနေကြတာကိုဘဲကပဲရက်ကျင့်နေပါတယ်။ဘာမှမလုပ်ပါဘူး။ဒါနဲ့ချွေတွင်တွေ့သူကထက်လူချွေတွေဘာလို့မတူးတာလဲ။ရွာသားကကျွန်တော်မှတူးစရာပေါ့ရှင်မရှိလို့ပါ။ချွေတွင်တွေ့တဲ့သူက ဒါဆိုလေပေါ့ရှင်တလက်သွားရှာလေကွာဂါတကလက်ရှာမှာပြင်းလို့ပါတဲ့ပုံမြင်လေးကရေစရာလို့ထင်ရပေမဲ့လက်တွေ့လောကကြီးမှာလေနေစဉ်ဒီတိုင်းဖြစ်နေတယ်လို့ပြောလိုက်ရင်အံ့ဩသွားကြပါလိမ့်မယ်တချို့ကစာအုပ်တွေဖတ်ကြတယ်စာအုပ်တွေကရတဲ့အသိဉာဏ်တွေကြောင့်အောင်မြင်သွားကြတယ်ကြီးပွားချမ်းသာသွားကြတယ်လူလောကကြီးကိုကောင်းကောင်းအကျိုးပြုသွားကြတယ်ဒါတော့သူတို့ဟာ သူတို့ကိုအကျိုးရှိစေတာစာဖတ်ရှင်းကြောင်းဆိုတာကိုသိလို့လူငယ်တွေကလည်းသူတို့လိုကြီးပွားအောင်မြင်စေချင်လို့စာဖတ်ကြပါလို့တိုက်တွန်းပါတယ်လူငယ်တွေကမအားလို့ပြင်းလို့စာမဖတ်ရှင်းဘူးတဲ့လူဘဝတစ်လျှောက်လုံးမှာစိတ်အေးချမ်းသာစွာနေစေနိုင်မဲ့ရွှေတွင်းကြီးကိုမျက်စိရှိမှတွေ့နေပါလျက်နဲ့ဖိဖို့ပွဲ့နေရလို့ဂင်းကစားနေရလို့လက်ဖက်ရည်ဆိုင်ထိုင်နေရလို့မအားပါဘူးဆိုတဲ့သူတွေစဉ်းစားဖို့ပါကမ္ဘာအချမ်းသာဆုံးဘီလီယံနာတစ်ထည်ကြီးပြီးခဲ့ဟာ တပတ်ကအနည်းဆုံးစာအုပ်တအုပ်ကိုပြီးအောင်ဖတ်လို့ရှိတယ်လို့ဖတ်ပူးပါတယ်။အင်မတန်အလုံးများတဲ့ဘီလီယံနာတထေးကြီးတွေဖြစ်ကြတဲ့ဘီဂိတ်၊မတ်ဇူကာဘဲစတဲ့သူတွေဟာစာအလုံးဖတ်သူတွေဖြစ်ကြပါတယ်။သူတို့ဖတ်တဲ့စာအုပ်တွေဟာအပြိုဖက်စာပေတွေမဟုတ်ပါဘူး။ကြီးပွားတိုးတက်ရေးနဲ့အတွေးခေါ်စာပေတွေပဲဖြစ်ပါတယ်။တင့်ထက်အစတရာလောက်အလုံးများတဲ့လူတွေတော့စာဖတ်ရှင်ရှိသေးရင်တင့်မှာစာဖတ်ရှင်မရှိဘူးလို့မပြောပါနဲ့။ အခန်းတရား3စိတ်မှာတန်လိုက်တဲ့ရှိတယ်လေရင်ကထွက်ရှင်ရောက်နေပေမဲ့မထွက်နိုင်သေးပါဘူးတနားကြီးကြော်လေးပဲကြာမဲ့ခရီးအတွက်ဆင်းကမင်းလေးလောက်နောက်ကျနေတော့စိတ်နေနေတူနေမိပါတယ်အနာက ဖြတ်သွားတဲ့လေရင်မေကိုမေးကြည့်လိုက်ပါတယ်လေရင်ပြန်ပါဖြစ်နေလို့လေလို့မေးလိုက်ပါတယ်လေရင်မေက ခီးတဲ့တယောက်ကိုစောင့်နေလို့ပါတဲ့အခုရောက်လာတော့မှာပါတဲ့9မိနစ်လောက်ကြာတော့မျိုးသမီးတရားဟာခီးဆောင်အိတ်တလုံးဆွေးပြီး ကမန်းကရန်ဝင်လာပါတယ်။ကျွန်တော်မျက်စောင်းထိုးကခုံမှဝင်ထိုင်ဖို့လုပ်ပါတယ်။သူမရဲ့ခေါင်းပေါ်ကပစ္စည်းတွေထည့်တဲ့စင်ကိုဖွင့်ပြီးသူမရဲ့အိတ်ကိုထည့်ဖို့လုပ်ပါတယ်။တခြားခီးတွေတွေရဲ့အိတ်တွေနဲ့ပြည့်နေပါတယ်။အနာကစင်တွေကိုဖွင့်ကြည့်လိုက်တော့လေအိတ်တွေအပြည့်နေရလို့မရှိပါဘူး။သူမလည်းဘာမှမတက်နိုင်လို့မျက်နာကစူပုတ်ပြီးအိတ်ကိုသူမရဲ့ခြေထောက်ကြားမှရှာပြီးလေရင်ထိုင်ကုန်မှဝင်ထိုင်လိုက်ပါတယ်။လေရင်ကစာထွက်ပါပြီ။ ူမဟာခီးစဉ်တစ်လျှောက်လုံးမှာမျက်နှာစူပိုးပြီးအလိုမကျတဲ့မျက်နှာဖြစ်နေတာကိုသတိထားမိပါတယ်။ကျွန်တော်ထင်ပါတယ်သူမဟာခေါင်းပေါ်ကစင်တဲ့ကအဲ့ပိုင်းရှင်တွေကိုဒေါသဖြစ်နေတယ်ထင်ပါတယ်။လေရင်ပြန်ဆင်းပြီးလေရင်ရက်သွားတာနဲ့ခီးတွေမတက်ရက်ပြီးအလုံးအိတ်တွေကိုစင်ပေါ်ကယူနေကြပြီးကျွန်တော်လည်းမတက်ထားပြီးခေါင်းပေါ်ကအိတ်ကိုဆွေးချဖို့လုပ်နေပါတယ်။ရုတ်တရက်အနောက်ဘက်ကဝုန်းဆိုတဲ့အတန်ကြလို့လှစ်ကျစ်လိုက်ပါတယ် ကြီးသည်တယောက်ကသူ့အိတ်ကြီးကိုစင်ပေါ်ကယူရှနေတော့အိတ်ကြီးဟာလွတ်ကြပြီးစိုးစိုးကပြောတဲ့အမျိုးသမီးခေါင်းပေါ်ပြုတ်ကျသွားတာပါနောက်ဘာဖြစ်လဲဆိုတာဆက်မကြည့်တော့ပါဘူးကိုအိတ်ကိုအမြန်ရှာပြီးလေရင်ပေါ်ကအမြန်ဆင်းလာခဲ့ပါတယ်စိတ်ဟာလန်လိုက်တဲ့ရှိပါတယ်ဒါပေမဲ့တကယ်တန်လိုက်နဲ့မတူပါဘူးတကယ်တန်လိုက်ကအမျိုးတူဝင်ရိုးစွန်းကိုတွန်းထုတ်ပါတယ်တန်လိုက်တစ်ခုရဲ့မြောက်ဝင်ရိုးစွန်းဘက်က နောက်တန်လေးရဲ့မြောက်ဝင်ရိုးစွန်းဖက်ကိုတွန်းထုတ်ပြီးတောင်ဝင်ရိုးစွန်းဖက်ကိုဆွေးယူပါတယ်။စိတ်ကြတော့မျိုးတူတာကိုဆွေးယူပါတယ်။ဘာဆိုလို့ရှင်တာလေးဆိုရင်စိုးစောကအမျိုးသမီးအကြောင်းဆက်ကြရအောင်ပါ။အဲ့ဒီအမျိုးသမီးဟာအဲ့ဒီအမျိုးသမီးဟာသူမရဲ့အိတ်ကိုအပေါ်ကစင်မာမထားရလို့လေရင်ခီးစဉ်တစ်ချောင်းလုံးဒေါသထွက်နေတယ်။သူမရဲ့ခေါင်းထဲမှာမကျင်တဲ့တာတွေစိတ်ဆိုးနေတာတွေပြည့်နှံ့နေပါတယ်။ဒါကြောင့် လေရင်ဆင်းပြီးရနာတော့သူမရဲ့ခေါင်းပေါ်ကိုအိတ်ကြီးတလုံးပြုတ်ကျလာပါတယ်။သူမရဲ့စိတ်ဟာနောက်ကြည့်နေလို့ကန်ဆိုးတာနဲ့ကြုံလိုက်ရတာပါ။ကန်ဆိုးမှုန်းကိုဆွေးယူလိုက်တာပါပဲ။စိတ်ထဲမှာအလိုမကျဒေါသထွက်နေချိန်မှာကံမကောင်းတာတွေနဲ့ဆက်တိတ်ကြုံနေတာကိုသတိထားမိပါသလား။စိတ်တော်နေရှိမှာရှားကိတ်မိတာတို့ရှေခလုတ်တိမ်မိတာတို့အလုံးကြုံမှုကြမှာပါ။စိတ်ကြည်လင်သက်စင်နေရှိမှာ ဒါမျိုးမဖြစ်တတ်ပါဘူးနောက်ပြီးမလှုပ်လှုပ်အစဉ်ပြေတယ်ကံကောင်းမှုတွေနဲ့ကျွနေနေဆိုတာရောတတိမုံပါရဲ့လားအဲ့ဒီတော့ကံကောင်းမှုတွေဝေစာစေရှင်နေဆိုရင်မိမိရဲ့စိတ်ကိုကြည်လင်အောင်ထားတင်ပါတယ်အခန်းတရားလေးတင့်ရင်ထဲကဖိထုတ်တင်းတဲ့စကလုံးတစ်ခုကျွန်တော်ရဲ့ဒုတိယဆောင်ဖြစ်တဲ့ဆင်းရဲနုံမရှမ်းတာပုံတို့စာအုပ်ထဲကနိုင်ငံခြားကဆင်းရဲသားကနေမီလီယံနာ မီလီယန်နာဖြစ်လာသူတွေအကြောင်းစာမေးအပိုင်းလေးတွေကို post တင်နေပါတယ်။အဲ့ဒီ post တွေကိုပေးတဲ့ comment လေးတွေပါလာပါတယ်။အဲ့ဒါတွေကတော့ American နိုင်ငံမှာမို့ဖြစ်တာပါ။ငါတို့စီမံမဖြစ်နိုင်ပါဘူးတဲ့။ impossible တဲ့။အဲ့ဒီ comment ပေးသူရဲ့ဘဝဟာဘယ်တော့မှအောင်မြင်မှုရမှာမဟုတ်ပါဘူး။ဘာကြောင့်ခုလိုအတက်ပြောနိုင်ရတာလဲ။ရန်တမ်းပြောရှင်မဟုတ်ပါ။စိတ်ပညာရှင်တွေရဲ့စမ်းသပ်တွေးရှိချက်ကိုအရှိခံပြီးပြောတာပါ။ စိတ်ပညာရှင်တွေရဲ့စမ်းသပ်တွေ့ရှိချက်ကဒီလိုပါလူတရားဟာ impossible ဆိုတာကိုစိတ်ထဲမှာဆွေးမြေးစွာထင်မှတ်နေရင် impossible လို့ပြောလိုက်ပြီးဆိုရင်ဘာဖြစ်သွားတယ်လဲအဲ့ဒီ impossible ကိုသူ့ရဲ့ဥနာကမှတ်လိုက်ပြီးဥနာကလည်းသူ့ကိုမဖြစ်နိုင်တဲ့အကြောင်းပြချက်တွေထုတ်ပေးပါလိမ့်မယ်ဖြစ်နိုင်တဲ့အကြောင်းအရာတွေကိုသူ့ခေါင်းထဲပုံမလာအောင်ဘလော့လော့တားဆီးပစ်လိုက်ပါလိမ့်မယ်အဲ့ဒီတော့အလုပ်တစ်ခုခုမဆ ਾਇ ရသေးဘူး မဖြစ်နိုင်ပါဘူးဆိုတဲ့အကြောင်းပြချက်တွေအမျိုးမျိုးဟာသူ့ကောင်းနေပေါ်လာပါလိမ့်မယ်ဒါတော့ဘယ်အလုပ်ပဲဖြစ်ဖြစ်မဖြစ်နိုင်ဘူးလို့အမြင်စဉ်းစားနေသူရဲ့ဘဝဟာအောင်မြင်မှုရပါမလားတွေးကြည့်ပါအောင်မြင်မှုရသူတွေကတော့အဲ့ဒီ impossible ဆိုတဲ့စကားလုံးကို am possible ငါလုံးရင်ဖြစ်နိုင်တယ်ဆိုတဲ့စကားလုံးကိုပဲသုံးကြပါလေအဲ့ဒီစကားလုံးသုံးလိုက်တာနဲ့သင်အုံတော့ကနေဖြစ်နိုင်တဲ့အကြောင်းပြချက်တွေထုတ်ပေးပါလိမ့်မယ်အကြံသိဉာဏ်သိတွေထုတ်ပေးပါလိမ့်မယ် ရှင်ထဲမှာသင်ကောင်းထဲမှာမဖြစ်နိုင်တဲ့အကြောင်းပြချက်တွေပုံမလောင် block လုပ်ပြပါလိမ့်မယ်အဲ့ဒီခါမှာသင်ဟာသူများတွေမမြင်တွေ့ပဲအဲ့ဒီခါမှာသင်ဟာသူများတွေမမြင်တွေ့တဲ့အခွင့်အလန်းတွေမြင်တွေ့လာပါလိမ့်မယ်တွေ့လာတဲ့အခွင့်အလန်းကိုပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ရင်သင်ဘဝမှာအောင်မြင်မှုတွေဆက်တိတ်ရလာပါလိမ့်မယ်သင်ဘဝမှာအောင်မြင်မှုရရှိရင် impossible ဆိုတဲ့စကားလုံးကိုသင်ရင်ထဲကအပြီးပိုင်းဖေထုတ်ပြစ်လိုက်ပါ အဲ့ဒီစကားလုံးကိုတင်းနှုတ်ကလည်းဘယ်တော့မှမပြောမိပါစေနဲ့တင်းအဲ့ဒီ impossible ဆိုတဲ့စကားလုံးကိုတိတ်နှစ်သက်သဘောကျနေရင်တော့တင်ဟာကိုယ့်ကျမကိုဖန်တီးတာပါပဲအခုထွက်မဲ့စာအုပ်တွေကလူတွေဟာမိဘကအရင်ဆင်းရဲတချို့ဆိုရင်ဘွေးရဖို့နေနေသားသားကြောင်ပြီးအောင်မတက်နိုင်သူတွေပါဘာအဆက်အသွယ်မှလည်းမရှိကြပါဘူးထီလဲပောက်တာမဟုတ်ပါဘူးဒါပေမဲ့သူတို့ဟာကိုအားကိုကိုပြီး စ조사လိုက်တာနောက်ဆုံးမှာမီလီယန်နာတထေကြီးတွေဖြစ်သွားခဲကြပါတယ်တကယ်ဖြစ်မှန်တွေပါတကယ်လို့သူတို့က impossible လို့ပြောနေကြသူတွေဆိုရင်တော့ခုရှိမှလည်းသူတို့ဟာစင်စင်ရင်ရင်နဲ့နေသွားကြရမှာပါအဆုံးထိနားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်တောတရှင်များအားလုံးနှလုံးစေဝန်အေးချမ်းကြပါစေတူတာရတာတွေအမြင်နားဆင်လို့ရအောင် The Book Reader Channel လေးကိုလည်း Subscribe လုပ်ပေးကြပါအောင်ခင်ဗျ